အာဒီနေ့မနက်မှာဈေးထောင်တက်နေပေါ့ကျွန်တော်တို့ဧပြီလတနေ့24ရက်နေ့ကြာတာရင်းနဲ့တရက်တာအတွက်ဖြစ်ပြက်လာနိုင်တဲ့ကဘာရွှေစည်ရဲ့အနေအထားကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြကြပြတာဖြစ်ပါတယ်ကျွန်တော်ရဲ့ပုံမှန်သုံးသပ်ချက်ဗီဒီယိုတွေကနည်းနည်းလေးရှိတယ်ပေါ့နော်ကျွန်တော်15မိနစ်တို့တခါလေး16မိနစ်တို့ရှိတာပေါ့အဲ့ဒီအနေအထားမှာကျွန်တော်အာအပိကရအင်ကာနေဘူရုံနေဒီမှာကျွန်တော် Facebook ပေါ်တင်လို့မရတဲ့ပြဿနာရှိရပေါ့ကျွန်တော်ဗီဒီယိုကအရန်ရှိလို့နဲ့ခါ အဲ့ဘက်ကမှတချို့တော့အော်မိတ်ဆွေတချို့တော့လူကြီးတွေကြာတော့ကျွန်တော်ကျွန်တော်ရ YouTube channel တော့ရှိပြီမြဲ YouTube တော့ဘာလို့မသုံးသက်ကြဖြစ်တဲ့ခါမှာအာကျွန်တော် Facebook ပေါ်မှာလည်းသုံးသက်ချက်ဗီဒီယိုလေးတင်ပေးပါအောင်ဆိုလို့ကျွန်တော်သုံးချက်ဗီဒီယိုတွေကိုတော့ကျွန်တော်အတူချုံးမိရိုက်တော့မယ်။အရင်ကလိုစကားအများကြီးမပြောတော့ဘူး။ကျွန်တော်ကြောက်လည်းအဲဘယ်လိုပြောမလဲဒီအကြောင်းအတရာကိုတခြားပြောချင်တာပြတဲ့ခါမှာပြောရင်းပြောရင်းနဲ့တခါလေး15မိနစ်မိနစ်20လေးဖြစ်ကုန်တာပေါ့နော်။အဲဆိုတော့ကျွန်တော်တို့အာဒီတော့အခုကနေစပြီးသုံးချက်ဗီဒီယိုတွေကိုကျွန်တော်အတူချုံးပြီးပြောတော့မယ်။အဲပြတဲ့ခါအရင်ဆုံးပေါ့နော်ဒီနေ့လက်ရှိဈေး ပြန်တက်ပြီးတော့ဈေးမနက်ခင်းဈေးထောင်တက်ပြီးဈေးပြန်ကြနေတယ်ကမ္ဘာရွှေဈေးရဲ့အတက်ကြောင်ကျွန်တော်တုံးတက်လို့ရအောင်လို့ကမ္ဘာရွှေရဲ့ဈေးအတက်ကြချက်လေးကိုကျွန်တော်တစ်ချက်တော့တွားကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်မနေ့တော့ကမ္ဘာရွှေဈေးကအကျနဲ့တော့ပြီးတယ်ဗျဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုမျိုးပဲ300 200အာ300ကျွန်တော်တို့95ဆိုကျွန်တော်တို့395လောက်မှာပိတ်သွားတယ်တကယ်လို့သူသားဈေးဆက်ကြတယ်နဲ့ဗျကျွန်တော်အ ਨੇ ဆုံးမပိတ်ဘူးဆိုရင်တော့3.90လောက် အောက်လောက်ပိတ်တင်တယ်ခင်ဗျမဟုတ်ဘဲနဲ့ကိုးငါးလောက်ပိတ်သွားတာဖြစ်တဲ့ခါမှာဝယ်လူအားတွေကျန်နေတော့မယ်အဲအဲအကြောင်းထုံးစံတိုက်ပေါ်မနက်ခင်းအာရှစေးကွက်ချိန်မှာဝယ်လူအားတွေဝင်လာပြီးတော့ဟိုးပေါ်ဒီဆွဲတင်သွားတယ်အာဒီနေ့မနက်မှဆိုရင်ကျွန်တော်တို့အပေါ်ဆို3366လောက်ဒီတက်သွားတယ်ခင်ဗျဈေးအဖွင့်ကကျွန်တော်တို့3698လောက်မှာပွင့်သွားပြီ။မနက်ခင်းမှနေကျွန်တော်တို့ကပစ်80နီးပါးလောက်တက်သွားတဲ့အနေအထားမျိုးဖြစ်သွားတယ်ခင်ဗျ။အဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့အဲ့ပစ်80နီးပါးလောက်တက်ရနေကျွန်တော်တို့အဲ့3360နဲ့3380ကြားနေဈေးက ပြန်ကန်ကြလာခဲ့တယ်ဗောနလက်ရှိမှာတော့3329တို့3328တို့ရောက်နေတယ်အဲ့ဒါဖြစ်တဲ့အခါမှာဒီနေ့ကပားရွှေစရာဘလို့အနေထားဖြစ်နိုင်လဲလို့မြင်မဲ့ဆိုရင်ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီနေ့ကပားရွှေစရာအတရောအကြောနှစ်ခုလုံးလာနိုင်တယ်ခင်ဗျနှစ်ခုလုံးလာနိုင်လဲဆိုတာဘာလဲဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့ကကျွန်တော်တို့ market ခေါ်ရဆိုဈေးငိမ့်တက်အနေထားပေါ့ဈေးငိမ့်လဲဆိုတာတက်အဓိကအပြည့် site way ပေါ့ site way ဆိုတာအပေါ်ဈေးအောက်ဈေးချမှာဈေးအတက်ကြပြေးနေတယ်ဒါမဲ့ ုံမှန်ကာလကျွန်တော်တို့စိုက်ဝေးပေါ့နော်အဲ့ဈေးငိမ့်တဲ့အနေထားနဲ့မတူတာကလက်ရှိပြီးနိုင်တဲ့ဈေးအကွာဝေးရကြီးနိုင်တယ်ခင်ဟုတ်ပြီအဲ့အဖြစ်တဲ့ကောင်မှာကျွန်တော်ဘယ်နဲ့ပဲချပြီးနိုင်လဲကျွန်တော်တို့အပေါ်ဆိုရင်ကျွန်တော်တို့33ကျွန်တော်ဒီနေ့ဆိုအပေါ်ဈေးကို3385 3390ဟုတ်ပြီ3390ဟုတ်ပဲကျွန်တော်တတ်မှတ်လိုက်ပြီ3390 3390ပေါ့နော်ဟုတ်ပြီအောက်ဈေးကိုကြာကျွန်တော်ဘယ်လောက်တတ်မှတ်ချင်လဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့3310လောက်တတ်မှတ်ချင် 3330ပေါ့နော်ဒီကြားမှာကျွန်တော်တို့ဈေးအတက်ကြပြေးနေလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်ထားတယ်ခင်ဗျဟုတ်ပြီတကယ်လို့3330အောက်ဖောက်ကြတယ်ဆိုတော့အောက်ဖက်မှာကျွန်တော်တို့အာဒီမှာဆိုရင်3380အဲ့လောက်ပဲကျွန်တော်အောက်ဈေး range ပေါ့နော်အဲ့ဟာဖြစ်တဲ့အခါမှာဒီကြားတွေမှာဒီကြားတွေပဲကျွန်တော်အတက်ကြပြေးနေလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်ထားပါတယ်အဲ3390နဲ့3330ကြာပြင်းပြင်းမပြေးဘူးဆိုရင်3390နဲ့3280ကြာဒီကြားပဲစီအတကြာပြင်းနိုင်ပါတယ်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်ဟုတ်ပြီ ီနေ့ကပားရွှေစီကိုကျွန်တော်ဘယ်လိုမျိုးအယောင်းွယ်လုပ်တင်လဲရှင်းပါတယ်အပေါ်စေးအောက်စေးတွေစောင်းပြီးတော့ဝယ်ပါရောင်းပါအပေါ်စေးဆိုဘယ်လောက်လဲ380နဲ့390ကြားရောင်းရင်ပြကပားရွှေကိုရောင်းအရှုံးပိုင်းစေးတန်း395အောက်လောက်အထက်လောက်ပေးပေါ့နော်95အထက်လောက်ပေးအမြတ်ပိုင်းစေးတန်းဝင်တော့ပြကိုကအလဲလောက်အလဲလက်လောက်ပဲယူခြင်းနဲ့ဆိုရင်တော့350 360လောက်ပဲယူဒီထက်ပိုစောင်းနိုင်ရင်တော့ပြ320တို့330တို့ဒီစောင်းပြီးတော့အမြတ်ပိုင်းလို့ရဟုတ်ပြီအဝယ်အတွက်ဆိုရင်တော့ကျွန်တော်တို့330 အောက်ဈေးနှိုင်းဖြစ်တဲ့330နာရီကိုတစ်ချက်ဆောင်ကြီး330အောက်မဖောက်နိုင်ရင်330နာရီမှာကျွန်တော်ရေတူပြန်ဝယ်လို့ရတယ်တကယ်လို့330အောက်ဖောက်သွားတယ်ဆိုရင်လိုက်ရောက်ဟုတ်ပြီ330နာရီမှာတကယ်လို့ဝယ်တယ်ဆိုရင်ကျွန်တော်အမြတ်ပိုင်းဈေးနှိုင်းဘယ်လောက်လောက်ယူလို့ရတော့330တို့ဒီထက်ပိုဆောင်နိုင်ရင်330 50လောက်အထိယူလို့ရတယ်အရှုံးပိုင်းဈေးနှိုင်းကတော့ကျွန်တော်335အောက်လောက်ပေးပါတော့เนาะအဲ့လိုပဲကျွန်တော်တို့ အောက်ကိုဖောက်ကျသွားတယ်ဆိုရင်တော့ဂျီရိုရောင်330အောက်မှာအချိန်တနားရီအတိုင်းတာပေးစေးကျွန်တော်တို့ market ခေါ်ရ H1 Beaconess နဲ့ body နဲ့ဖောက်ကျပြီးပြီးသွားရင်တော့လိုက်ရောင်385 380လောက်ထိကျနိုင်တယ်ဟုတ်ပြီပြီးရင်380နာရီရောက်လို့ဒီဈေးတန်းအောက်မှာဖောက်နိုင်ရင်တော့380နာဝင်ကျမှာကမ္ဘာရွှေကိုကျွန်တော်ပြန်ဝယ်လို့ရတယ်ပြန်ဝယ်ပါတော့ပြန်ဝယ်ပြီးတော့ကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းကို330တို့330တို့ယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်380အောက်လောက်ပေးပါတော့ ါလေးရောကျွန်တော်ဒီနေ့အတွက်အယောင်းဝယ်လုပ်တင်တဲ့ဈေးအနေထားလေးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကခုနှစ်မျိုးကြီးဈေးအသက်ဈေးအသက်ကြကြမ်းကြမ်းတော့ကြမ်းကြမ်းဆိုတာတဲ့လက်ရှိကာလမှာတော့ကြမ်းအနေထားမဟုတ်ဘူးเนาะအရင်တော့အနေထားနဲ့ရှင်တော့ဈေးအသက်ကြကြမ်းတာမျိုးမြင်ရနိုင်တယ်ဒါပေမဲ့ခုနှစ်မျိုးကြီးကျွန်တော်ပြ3000 400ထက်ဖောက်တက်သွားတာလို့အဲ့လိုပဲကျွန်တော်3200အောက်ဆိုရင်လည်း3290အောက်တွေပါပြီးဖောက်ကြသွားတာလို့အဲ့လိုမျိုးတော့မြင်ရဖို့အနေထားတိတ်မရှိဘူးလို့ကျွန်တော်တော့မြင်မိတယ်ခင်ဗျ။ အဲ့ဒါဖြစ်တဲ့အခါကျွန်တော်ဒီနေ့မှာတော့ကမ္ဘာရွှေကိုကျွန်တော်အပေါ်ဈေးအောက်ဈေးစောင့်ပြီးရောင်းဝယ်လုပ်ဖို့အကြံပြုခြင်းနဲ့ကျွန်တော်ဈေးအသက်လာရပြီးပြင်ပုံပေါ်တာလို့ဒါမှမဟုတ်ဈေးအကြအတောက်လျှောက်ကောင်းတာမျိုးကကြတော့ကျွန်တော်တို့မနက်ဖြန်မှာအာကျွန်တော်တို့တစ်ချက်မနက်ဖြန်ညဘက်ပိုင်းမှာတွေ့ရမလားဒါမှမဟုတ်လည်းကျွန်တော်နောက်တစ်ပတ်အဲ့အမေရိကန်အလောက်ကန်ဒေတာတွေထွက်တဲ့ချိန်မှာပဲတွေ့ရမလားအဲ့ဒီအချိန်လေးလောက်မှပဲကျွန်တော်ကတော့အဲ့လိုဈေးအသက် ောက်လျှောက်အားကောင်းတာမျိုးစေးအကြတောက်လျှောက်အားကောင်းတာမျိုးကိုကျွန်တော်မြင်ရလိမ့်မယ်လို့ကျွန်တော်လုံးသုံးသပ်ထားတယ်ဒီနေ့မှာတော့ကျွန်တော်ပြောခဲ့တဲ့ rich တွေအတွင်ပဲဈေးကအသက်ကြာပြေးနိုင်ပါတယ်ဟုတ်ပြီအဲ့အဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနေ့တရက်တာပိတ်ဈေးပေါ့နော်တရက်တာပိတ်ဈေးတာတကယ်လို့ကျွန်တော်တို့3390အထက်ဈေးပြန်ပိတ်နိုင်ခဲ့တယ်ဆိုရင်တရက်တာဈေးပိတ်နိုင်ခဲ့ရင်တော့ကျွန်တော်ကမ္ဘာရွှေကိုကျွန်တော်တို့အာလက်ရှိအထိစံချိန်ချင်းတက်ထားတဲ့3500ဈေးတန်းနာကိုကျွန်တော်တရက်နဲ့အတွင်ပြန်မြင်ရလိမ့်မယ် အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့အောက်ဘက်က380အောင်မှာတရက်တာဈေးပိတ်သွားရင်တော့ကျွန်တော်တို့3200လို့3380လို့အဲ့အဲ့ဈေးနဲ့ဝန်းကျင်ထိကျွန်တော်တို့ကဘာရွှေကိုလာမဲ့တရက်2ရက်အတွင်းဈေးအကျမှန်းထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အဲ့ကြောင့်ကျွန်တော်တို့3390အထက်ပိတ်မလား380အောင်ပိတ်မလားကျွန်တော်တို့ဆက်ပြီးတော့ဒီနေ့တရက်တာပိတ်ဈေးကိုဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ပြီပြီးတော့ကျွန်တော်တို့သတင်းချက်လက်ပိုင်းရကျွန်တော်တို့ကြည့်လိုက်တရင်ပိုင်းရဒီနေ့မှာဒေတာတွေရှိတယ်အဲဂျူရီဘက်ကိုအော်ဒါပေါ့နော်အဲကျွန်တော်တို့ကို ဟောကွန်ပစ္စည်းမှာယူမှုနှုံထားတယ်ပြီးရင် initial job လက်ကလေးပြီး exit home say အဲကျွန်တော်အိမ်ရောင်းချမှုနှုံထားတယ်အဲ့မှာ data အဲ့ good order လောက်ကောင်းမဲ့မှန်းထားတယ် channel data နှစ်ခုကတော့အညံ့မှန်းထားတယ်အလုံးလက်မဲ့နှုံကလည်းအပတ်စဉ်အလုံးလက်မဲ့နှုံထားရလဲကျွန်တော်တို့တိုးလာမဲ့မှန်းထားတယ်အဲ့ဒါပြတ်ခါမှာကျွန်တော်ပြောခဲ့လိုမျိုးပဲမနေ့ကပြောခဲ့လိုမျိုးကမနေ့ကဆိုရင်လဲ data ကြီးမထွက်ခင်မှာကပ္ပချွေစီကကျွန်တော်380 390နာဖြစ်နေတယ်ဒေတာထွက်ချိန်မှာအဲ့ ကျနေတဲ့ကဘာချူစီကိုပဲကျွန်တော်သူက360လောက်ဒီဈေးဆွဲချသွားတယ်ပြီးမှပြန်တက်လာဒီနေ့မှဒီလိုပဲခင်ဗျတကယ်လို့ဒေတာမထွက်ခင်မှာကဘာချူစီတက်နေရင်သူအပေါ်ဆွဲတင်သွားလိမ့်မယ်အပေါ်ဆွဲတင်ပြီးမှပြန်ကျတာမျိုးဖြစ်နေတယ်ဒါမှမဟုတ်လက်ကျနေဆိုရင်အောက်ကိုဆွဲချပြီးမှဈေးဥပမာပြ20 30 point 20 30လောက်ဆွဲချပြီးမှပြန်တက်သွားတာမျိုးဖြစ်နေတယ်အဲ့ဒါပတ်သက်ကမှဒီနေ့ဒေတာကကောင်းကောင်းဆိုးဆိုးအဲ့ဒီဒေတာမထွက်ခင်မှာဖြစ်နေတဲ့ကဘာချူစီအနေထားတိုင်းကိုသူကနည်းနည်းထပ်ပြီးတော့သူကအားဖြည့်ပေးပြီးတော့ကျနေ ဈေးစက်ကြောင်လုပ်မယ်တက်နေဈေးစက်တောင်းလုပ်ပြီးမှမူလကျွန်တော်တို့ဥမာကျွန်တော်ပြောခဲ့တဲ့ range အတွင်ပဲဈေးအတက်ကြပြီးနေနိုင်မယ်လို့ကျွန်တော်လည်းသုံးသပ်မိတယ်အဲ့ဘက်ကမှဒီနေ့ဒေတာတွေကတော့အရန်ကြီးရောခုလိုမျိုးအပေါ်ထောင်တက်တဲ့အထိအောက်ကိုထိုးကြရည်ဖြစ်စင်မှာတော့မဟုတ်ဘူးကိုကခုနပြောရဲပေါ့နော်နီးပညာပိုင်းအပေါ်ဈေးအောက်ဈေး range ကိုစောင့်ကြည့်ပြီးတော့အယောင်းဝယ်လုပ်လို့ရတယ်ဒီနေ့ဒေတာတွေကတော့ကျွန်တော်တို့အဲ့တအားကြီး effect ရှိနိုင်မယ်လို့ကျွန်တော်မထင်ဘူးပြီးရင်တစ်ဖက်ကဒေါ်လာ index ကိုကြည့်မယ်ဆိုရင်လည်းဒေါ်လာ index က လက်ရှိမှာတရားနာကက်တော့ကက်နေဒါမှတရားအထက်မကြုံနိုင်သေးဘူးဒေါ်လာရင်းသက်ကကျွန်တော်ပြန်တက်ဖို့သက်ဆိုအနေဆုံးတရားထက်ကျော်ဖို့လိုအပ်တယ်တရားထက်ကျော်ပြီးမှကျွန်တော်တို့ရှင်းပါလိုက်ကမ္ဘာရွှေကိုဒီဘက်ကသတင်းပိုင်းရအယောင်ရောင်းလို့အားတွေဝင်လာအောင်သူစွန့်ဆောင်နိုင်ပါဘောတရားထက်မကျော်သေးတော့ဒေါ်လာရင်းသက်ကတက်ခဏပဲတက်ရည်တို့ခဏပဲပြီးရင်အချိန်တန်သူ့ရဲ့ထားလိုက်ရှင်ဖြစ်တဲ့အကြပဲပဲသွားမှာပဲအဲ့ဒါဆိုတော့ဒေါ်လာအင်ဒက်ဒီနေ့တရားအထက်တက်အောင်စွန့်ဆောင်နိုင်မလားတစ်ချက်စောင့်ကြည့်ရမယ်ပြီးတော့ကျွန်တော်ဈေးကွက်တန်းမှာအခုချိန်မှာအမေရိကန်ဘဏ်သူနှုန်း လာမဲ့ပေါ့နော်မေလ9ရက်နေ့အမေရိကန်ဘတ်တုံးလုံးရှော့မယ်ဆိုတဲ့သတင်းထွက်နေတကယ်လဲရှော့တင်ပါလေလက်ရှိမှာပေါ့အမေရိကန်ဘတ်တုံးကထရန့်ပြောလဲပြောချင်စရာပဲပေါ့နော်အမေရိကန်ဘတ်တုံးကရှော့တင်နေတဲ့ဒါဖြစ်နေတယ်ဘောက်ဆိုကမ္ဘာစီးပွားရေးအရာကြီးနိုင်ငံတွေနေမှာအမြင့်ဆုံးဖြစ်နေတယ်တဖက်ကကျွန်တော်တို့အာအမေရိကန်ရဲ့အလုပ်လက်မဲ့နှုံးထားတွေကလည်းတိုးလာစီးပွားရေးအရလည်းအချိန်ကြီးကောင်းတာမဟုတ်ဘူးအာ inflation ကြောင့်ဆိုရအောင်လေငွေကြေးဖောက်ပေါက်နှုန်းကအမေရိကန်ရဲ့ငွေကြေးဖောက်ပေါက်နှုန်းကလည်းကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်တည်း၃နှစ်တည်းတည်းကနေရှင်ပြန်ကျနေတဲ့အနေအထားရှိနေတယ် အရင်ကြီးဆိုးတဲ့အနေအထားမဟုတ်ဒီအနေအထားမှမမလျှော့ရင်တော့ trend နဲ့အမေရိကန်ပုံပန်ကြပြဿနာပိုတက်ဖို့ပဲရှိတော့တယ်အဲ့ဘက်ကမှ trend ကအမေရိကန်ပုံပန်ဥက္ကဋ္ဌပိုးဝဲကိုဖြုတ်မယ်လို့ပါလို့ပြောပြရင်နောက်ပိုင်းအမေရိကန်ပုံပန်ကဘန်တုံးလုံးလျှော့မယ်ပါညာဆိုပြီးတော့တင်းနေကျွန်တော်ထွက်လာတယ်အဲတော်တော်များများလဲရေပန်းဆလာတယ်ပေါ့တနည်းအားဖြင့်အဲဘယ်လိုလုပ်လျှော့နိုင်ကြရပုံများလာတယ်အဲ့ပတ်သက်ခါမှာဒီနေရာမှာတခုတွေးစရာရှိရလက်ရှိဈေးပြန်ကြတာဟာဘယ်လိုလုပ်လျှော့တဲ့ခါမှာပြန်တက်အောင်အောက်ကိုပြန်ဆွဲချတဲ့ဘောလား အရာလေးကိုတော့ကျွန်တော်နည်းနည်းစဉ်းစားဖို့တော့လိုအပ်တယ်ပေါ့နော်ဟာစည်းကြနေပြီးအကြပဲတောက်လျှောက်သွားတော့မယ်ဆိုပြီးအယောင်းနေတောက်လျှောက်လိုက်ဝင်တာမျိုးအယောင်းနေအင်းနဲ့အားနဲ့လိုက်ဝင်တာမျိုးတတိထားပါကျွန်တော်တို့ရှေ့တုံးမစင်ဟာနောက်တလန်းဆုတ်ဆိုလို့ကျွန်တော်တို့အဲ့ဘန်သူလုံးထွက်ပြီးတက်ဖို့အတွက်အောက်ကိုစီးပြန်ဆွဲချပြီးတနည်းအားဖြင့်အပေါ်ကအပေါ်ဈေးတန်းမှာ305နာမှာအဝယ်ဒီအမြတ်ပိုင်းပြီးတော့အောက်ကိုပြန်ဈေးဆွဲချပြီးတော့အောက်မှာဝယ်လူအားတွေပြန်စုတဲ့သဘောမျိုးလိုလည်းယူဆနိုင်ပါတယ်။အဲ့ရလေတတိထားဖို့လိုအပ်ပါတယ်။ ကျွန်တော်ကတော့အောက်ဈေးတန်းနေမှာကျွန်တော်တို့ဝယ်ဖို့ချောင်းဖို့ဝယ်ဖို့စောင့်ဖို့ပို့ပြီးတော့အားပေးခြင်းပါခင်ဗျာဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဒီနေ့တည့်ရက်သားကပတ်ရွှေစေခွက်သုံးချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလိုသုံးချက်ဗီဒီယိုတွေကို up to date ကြည့်နေဆိုရင်တော့ဖြစ်နိုင်ရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါ Facebook ကတခါတလေအာကျွန်တော်တို့ဗီဒီယိုလေးတင်လို့မရလို့ပါခင်ဗျာပြီးတော့ကျွန်တော်စီမှာပေါ့နော်ဒီကပတ်ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အခြေခံ online နေတင်တန်းနေတက်ရောက်ဖို့စုံစမ်းမြန်းမြန်းကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Messenger နေရနေစုံစမ်းမြန်းမြန်းနိုင်ပါတယ်ခင်ဗျာ ကဘာချွေထွေတာအလုံးပဲပေါ့နော်ကျွန်တော်တို့ဒီနေ့ပေါ့နော်အာဧပြီလ24ရက်နေ့တည်တာအတွက်ကဘာချွေစီတကြောင်မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမြတ်မြတ်ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ